ဆရာပြမေခေါ်မေချောက်ပြပါဗျာရွှေကျော်အစ္စာတရားမနောစိတ်တုပ္ပစသည်ဂိုက်ကနာတွေကိုလိုက်စားပါကဖျားဝလာတာဒနာနဲ့တက်ဆိုင်ပါသလားဗျာဆရာပြတက်ရှိချမ်းမှာချမ်းသာစွာတာဒနာပြုနိုင်ပါစေဗျာရွှေရင်ကျော်တို့နော်မနောစိတ်တုပ္ပတော့အစ္စာတရားတော့စတယ်ဂိုင်းနေပါဖျားအဆုံးမနဲ့တက်ဆိုင်ပါသလားဆိုဖျားဆုံးမနဲ့တော့မဆိုင်ပါဘူးနော်အဲ့ဒါတက်တယ်အဲ့ဒါတက်တယ်ဂိုင်းဖျားဘုလို့ဖျားခေါ်တယ်မှာဒီတိုင်းနေဝင်ရမယ်ဒီဟာတွေလောက်မယ်လို့ဖျားမခေါ်တာဘူးဒါဆိုဖျားမခေါ်တော့ဆိုမလုပ်ပါဘူးလားဒါလည်းမဟုတ်သေးဘူး နိဗ္ဗာန်ရောက်ကျင်တယ်ဆိုတော့အဲ့ဒီလိုပါနိဗ္ဗာန်ရောက်ကျင်တယ်ဆိုရင်တော့နိဗ္ဗာန်ရောက်စေတဲ့လမ်းကိုဆောက်လေပြာဓမ္မတွေကားစစ်တယ်လို့လေလက်မှတ်တွေဖြတ်တယ်လို့ကိုယ်ကဘယ်သွားကျင်တာလဲကိုယ်သွားကျင်တဲ့လက်မှတ်ဖြတ်လေကိုယ်ကတောင်းသွားကျင်မြောက်ကိုသွားတဲ့လက်မှတ်တော့ဖြတ်လို့မရဘူးနော်ကိုယ်သွားကျင်တဲ့ဟာအခုလေယောဂီကကိုယ့်ကိုယ်ကိုကိုယ်ကဘာလို့ကျင်တာလဲနိဗ္ဗာန်သွားကျင်တဲ့ဆိုလို့နိဗ္ဗာန်ရောက်စေတဲ့မဟာတတိပဒတရားတွေဘုရားဟောရတဲ့အဲ့ဒီဟာကိုကျင်ဖို့အဲ့ဒီမဲ့လူတိုင်းကနိဗ္ဗာန်ရောက်ကျင်လားဆိုတော့မရောက်ကျင်လေအဲ့လိုဆိုတော့လောကီထဲမှာနေရဆိုရင်လည်းအာလောကီထဲမှာလောကီဆိုတာလည်းအမြဲတမ်းကိုရှုပ်ထွေးပွေလီ ဒီလောကီထဲမှာနေတဲ့ကဆိုပြီးပွေလီတဲ့လောကကြီးပေါ့အဲ့လိုပဲမနာလိုဝင်သူတာတွေတိုက်ခိုက်တာတွေစောင်းနှံတာတွေဟာအစုံပေါ့အောင်လန်းတွေထက်လန်းတွေအာဒီလိုနီးတွေဟာလောကီထဲမှာနေတဲ့လူတွေရှိတယ်ဒီအတွက်ကိုကလောကီထဲမှာနေနေတဲ့အခါအလွတ်စွာလောကီပညာရည်တွေကိုလည်းစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုလောကီပညာရည်ဆိုတာကတော့အခုဒီပညာလေးဒါတော့ဒီဘာသာရည်တွေလူတွေသင်နေတဲ့ဘာသာရည်တွေလည်းနိဗ္ဗာန်ရောက်တော့မဟုတ်ပြီမဲ့လောကီထဲမှာရှင်တန်တဲ့အခါမှာချက်တည်နေဖို့အတွက်ဒီပညာရည်တွေဟာဒါလည်း တော်လည်းတော်တော်လိုအပ်တာပေါ့ဒီမနောစိတ်တုပ်ပဲလို့ရှင်ကျော်လို့ဆိုတာကလည်းဖျားဟုတ်နေတော့လုံးဝမဆိုင်ဘူးဖျားဟုတ်နေတော့မပါဘူးသူ့ပြင်မဲ့တိတန်လိမ့်လာခြင်းတပါဆိုရင်တော့ဝါဒနာပါတယ်လိမ့်လာခြင်းနဲ့ဆိုရင်တော့လိမ့်လာပေါ့ဗျာဖျားဟုတ်နေတော့မဆိုင်ဒါပေမဲ့နောက်ပိုင်းမှာဒီဒိုက်ကနာတွေကိုရေပေါ်အပြင်တော့ဒါအထက်ခိုင်းလို့ခေါ်တယ်ပေါ့ဗျာအဲ့ဒီကမှာဘုရားဗုဒ္ဓဘာသာကလည်းထောင်းကားပွင့်ပေါ်လာတဲ့အခါကျတော့ဒီအဲ့လိုမျိုးလောကြီးအထက်ခိုင်းဒီလိုရှင်ကျော်အစ္စဒီယမနောစိတုပဲစတယ်ဒီပညာရဲ့လေးလာလိုက်စားတဲ့တကားလေးဒိုင်းဆရာလေးကဗုဒ္ဓဘာသာကိုလည်းကြီးညိုလေးစားတာများတယ် ီလိုလေးစားတော့သာသနာပွဲဖျားပွဲဘာညာတွေပေါ့ဒီလိုမျိုးသာသနာနဲ့မဆိုင်ပေမဲ့လည်းရောလိုက်တော့ဆန်ဆိုင်တောင်ရောင်ဖြစ်သွားတာပေါ့ဖျားဟောတယ်တော့မပါဘူးတို့ပြင်မဲ့လည်းတို့ကလည်းဖျားရဲ့အစမတွေကိုလိုက်နာကျက်တော့တာအဲ့ဒါတက်တက်တို့ရဲ့ personal ကိစ္စနော်ဒါပေမဲ့ဖျားဟောတယ်တော့မပါဘူးဒါတွေကိုလေ့လာခြင်းနဲ့ဆိုလေ့လာလို့ရတယ်ဒါပေမဲ့ဒီဟာတွေကိုလုံဆောင်တဲ့အခါမှာတော့ဖျားဟောနဲ့ညီချင်းမညီချင်းဆိုတာလုံးပြီးပြောလို့မရအောင်တစ်ချက်ချင်းစီပြောရအောင် ဥပမာဆွေးကြောပညာရည်နဲ့ကုတယ်ပေါ့ဗျာလူတွေကဒီအောင်လက်ပညာတွေဒီလိုမျိုးပြုစားတာတွေကုတယ်ဆိုဒါလည်းတကယ်ပြုစားအောင်မှာတော့တချို့ကျတော့သူ့တွေးသားရသူ့ကယောဂါဖြစ်တယ်အဲ့တော့အွန်လိုင်းမှာဘာပါဆိုပြီးတော့လေအဲ့လိုဂျိုင်းမဲ့ပြီးတွေ့သွားတာလေတကူကြီးဒါကြီးကြောက်တော့လည်းအဆင်မပြေဘူးနော်တကယ်အွန်လိုင်းလည်းမဟုတ်ဘူးသူကသွေးသားကြောင့်သူ့ကျောင်းမကြီးနဲ့သူရိုးသားသားဖြစ်တာအဲ့တော့အွန်လိုင်းဆိုပြီးတော့ပညာနည်းတဲ့သူတွေကတချို့လည်းအေးအဲ့ဂိုင်းစရာတွေနော်အဲ့လိုရှိတယ်အဲ့ဆိုတော့ဖျားခေါင်းနဲ့အညီနေထိုင်တဲ့ဂိုင်းစရာတွေလည်းရှိပါတယ်ဂိုင်းတစ်ခုလုံးဒီဂိုင်းတွေကိုဒီလိုပဲတင်း ဒါဘလို့ရှင်နေရင်ပြပြောလို့လို့မရအောင်ဘုရားသမားနဲ့လိုက်နာနေတယ်တော့လိုက်နာမှာပဲဘုရားသမားနဲ့မညီရဲ့တူတော့မညီတယ်လို့ရှိမှာပဲဒိုင်းဝင်ဝင်မဝင်ဝင်ဒီကမှာဒီပြောကဆရာတွေနေနဲ့ဒီလိုမျိုးဝင်ပူလာတဲ့အခါမှာဒီလိုမျိုးတော့ဘလို့မျိုးတချို့တော့လေတကယ်ပူလာမှာစိတ်ကလှည့်စားနေတာစိုက်ကိုသဘောနဲ့စိတ်ပညာရကြည့်မယ်ဆိုရင်သူ့ရဲ့စိတ်ကတော့သူဒါအဲ့လိုသိစိတ်မသိစိတ်ကြားထဲမှာဒီကွာချက်တွေနဲ့စိတ်ကစင်ကြီးဖြစ်တာပေါ့ဗျာတချို့တော့လေတကယ်ပူလာဒီလိုပူတယ်ဒီမကောင်းတဲ့အရာတွေဒီလိုပူလာတယ်ဆိုရင်တော့မှ ကောင်းမွန်တဲ့နင်းနဲ့ပဲကုပါမယ်တချို့ကကြတော့လေလို့ရိုက်နဲ့ဆဲဆိုကြတော့ကြည်ရအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့တချို့ဂိုင်းကနာတွေကအဲ့လိုလိုရိုက်နဲ့တာတွေရှိတယ်ဘုရင်တို့လည်းဒါဒီဂိုင်းကနာတွေအထိုင်တောင်လေ့လာဖို့ပါပဲအာလိုသက်ဆိုင်ရာကိုယ့်ရဲ့ဂိုင်းမှာရှိတဲ့အဲ့ဒီဝိဇာတွေအထက်ပုဂ္ဂိုလ်တွေကိုပဲတိုင်ပီပြီးတော့ပဲကုလိုက်တာကောင်းပါလေကိုကရိုက်နဲ့နေတာကြတော့ချစ်တော့ဒီကမိသားစုဝင်တွေကလည်းကြည့်လိုက်ရရင်သူရိုက်တာမဟုတ်ဘူးဝေပူးနေတဲ့သူကိုရိုက်တာလို့ပြောပြမယ်လေမြင်နေရတာဒီပုံကိုကြီးဆိုတော့ကြည်ရတာအစင်မပြေဘူး ီးတော့တချို့ကြတော့လေအဲဟာရိုက်လိုက်တဲ့ခါကျမှအဲဂိုင်းစရာဘာမှမသိညာမှမသိရိုက်သူရိုက်လိုက်တဲ့ခါသူနှိပ်ဆက်တဲ့ခါကျမှဟိုဒီအောက်လိုင်းနဲ့လှုပ်ထားတဲ့သူကသူရိုက်တဲ့ချိန်မှာခွာသွားတယ်ပြီးရင်ပြောင်းသွားတယ်အဲဟာဟိုကမသိဘူးရိုက်တယ်ဟိုကန်ကန်ချင်းတကယ်လူမမားကခံရတာလည်းရှိသေးတယ်ရိုက်တဲ့ချိန်မှာခွာလိုက်တယ်ပြီးတော့သူဒီတိုင်းချိန်မှာပြောင်းသွားတယ်ပူတာ ဒီလိုဒါကြီးကပြောရတော့ကျက်ပြပါလေဒီအတွက်ဒါဒီလိုရိုက်တာကတော့ဖျားဝင်နေမကြည့်ဘူးပေါ့ဗျာနော်တကယ်မေတ္တာတစ္ဆာတွေနဲ့ပဲအထက်ပုဂ္ဂိုလ်တွေနဲ့တိုင်တည်ပြီးတော့ကုသရင်တော့ကောင်းပါလေဒါဆိုရင်တော့ဗျာအစုံမနဲ့တချို့တော့ပဲညည်တယ်ပေါ့ဗျာနော်ဘာဖြစ်ဖြစ်မကောင်းတဲ့အောက်လဲလို့တာနဲ့ဆိုင်တော့အများကြီးများကြီးကောင်းပါလေနော်ဒါနဲ့ရိုးသားဖို့လိုတယ်ဖျားစုံမနဲ့ညည်ဖို့လိုပါတယ်လို့ပဲဘုန်းကြီးကဖြေကြားပေးပါလေဗျာစားတော့ဗျာဒီဝတ်တဲ့ဒီစပုတ်တော်မှာကနေတောက်တုံးနေချပြီလို့